စစ်သားဆိုတော့လဲတပ်မတော်ကြီးတစ်ခုခုဖြင့်အသေးနာတယ်ဟုတ်လားအခုလဲကြည့်တပ်မတော်မှာဟုတ်လားတမမှုအစင်းတွေဂျူဝါမှုတွေလက်နဲ့ချတယ်ဖမ်းခံတယ်ကျွန်တော်ပြောချင်ပါတယ်ခမရတို့မချက်ဘူးလားအေးရဲဘော်ဆိုတာခမရတို့အမိန်ပေးဟဲ့ငါတို့ရအောင်ချမယ်ဆိုရင်ရဲဘော်ကဘယ်မှမဖြစ်ဘူးခမရတို့ကိုယ်တိုင်ကြောက်နေတာလားစစ်မတိုက်တတ်ဘူးလားအဲ့လားအဲ့တော့ခမရတို့ခါမှာချိန်ပေးရတဲ့ပြစ်စရုပ်တီးတကယ်လုံးဝဖြစ်လာပြီဆိုရင် ခင်ဗျားတို့တိတ်ခါဆယ်ဘူးကိုကိုကိုတက်တီကိုအဲ့ပစ္စတိုပေးတာအလှရှိခိုင်းတာတော့မဟုတ်ဘူးအဲ့လားအဲ့တော့စစ်သားတွေကိုစစ်ထုတ်ပါနော်ရှေ့တန်းကပြန်လာလို့ရှင်ဖက်ထိတ်ခိုင်းတာရယ်ဆယ်မျိုးဆယ်ပေါင်းစိုက်တဲ့အုတ်ခဲစီးတုတ်ခိုင်းတယ်နော်ကျွန်တော်တို့ပြောတဲ့မွန်းမှန်တင်တန်းနေဆိုတာလည်းမရှိဘူးပြီးတော့ကျုပ်တို့စစ်သားတွေကိုအပြင်မှာရက်တီနေတဲ့ပယံဆရာအဆင့်လောက်ပတ်စံပေးရင်ကိုလာတာလေးပေးရင်ကိုစစ်သားတွေကတေးရဲတယ်နေရဲတယ်တိုက်ရဲတယ်ဗျာ တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါ။အာဆီနန်တို့ YouTube Channel ကိုကြည့်ရှုအားပေးနေကြတဲ့တော်လန်မျိုးများအားလုံးပဲမင်္ဂလာရှိတဲ့ဒင်းချန်ဒါကျွန်တော်တို့အကျိုးလေးလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဆိုတော့ဒါပြီးခဲ့တဲ့ကာလတွေမှာကျွန်တော်တို့ဆန္ဒပြခဲ့ရင်းနေမှာအဆန္ဒလုံးဝပြလို့မရတော့ဘူးဆိုတဲ့အချိန်မှာကျွန်တော်မောင်ဒိန်းတောင်စီကိုရောက်ခဲ့ပါတယ်။ဒိန်းတောင်စီကိုရောက်တဲ့အချိန်မှာဒိန်းတောင်ကပြောလဲဆိုတော့ပလာတာတဲ့ ငါဒီမှာကဲထားတဲ့လူရှင်တော်တွေရဲ့စက်ရင်ပေါ့အဓိကပြောချင်တာဘာလဲဆိုတော့ဒီဒီမှာဆန္ဒပြခဲ့တဲ့သူတွေပေါ့နော်ဒါတော်လိုင်းရေးကိုထဲထဲဝင်ပါဝင်ခဲ့တဲ့ဒီလူစင်းရင်ပေါ့နော်ဒိန်းအောင်ကဲထားတဲ့လူစင်းရင်ဆိုပြီးကျွန်တော်လာပြတာဒါပေမဲ့ကျွန်တော်ခေါင်းထဲတော့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကငကိုရဲကဒီဘဲနဲ့တွေ့ပြီးမကြောက်ဘူးကျွန်တော်ကတော်ရဲရောက်သွားဆိုတော့ငကိုရဲကလည်းတော်ရဲသွားဖို့ပြင်ဆင်ထားတယ်ဟို PDF ဖြစ်ပေါ့နော်တန်တန်ကင်တဲကိုသွားမယ်ဆိုပြီးတော့မစီစဉ်ရသေးဘူးသူပြောတဲ့အချိန်မှာကျွန်တော်ကတုံလို့မတုံလို့ပါဘူးကျွန်တော်တို့ဒီကိုနေရောက်ပါလားမပါလားလဲကျွန်တော်တေချာမသိပါဘူးဆိုတော့အဲ့လိုမျိုး အာနာရှင်အားကိုးပြီးတော့မှသူ့ကိုယ်သူလူစွမ်းကောင်းလို့လို့လူတော်လို့လို့ထင်နေတဲ့ဒိန်းတော်ရဲ့လက်ရှိအခြေအနေဒါလေးကိုအားလုံးသိအောင်လို့ကျွန်တော်ကတင်ဆက်ပေးလိုက်ပါတယ်ဒါကတော့ဘောမကျော်စွာကဒါဒိန်းတော်ကိုအင်တာဗျူးထားတဲ့အထဲကအပိုင်းလေးကိုကျွန်တော်ဖြတ်ပြီးတော့မှမိသားစုများကိုတင်ဆက်ပေးတာဖြစ်ပါတယ်ဟုတ်အဟိုဘောနော်ပညာအရင်လိုပဲလူပြလူပြလုပ်ငန်းနေဩဒါလည်းပတ်သက်လို့ လုတ်ပါအောင်ဒါတွေဘုညာတန်တန်းကတော့၄နှစ်လောက်ရှိပါပြီဘာမှ၄နှစ်လောက်ရှိပါပြီနည်းဆုံး၄နှစ်၅နှစ်လောက်ပါလုံးရှင်လည်းမရရအောင်ပါဗီဒီယိုလည်းမရပါဘူးမရရအောင်ပေါ့နော်ဘာမှလည်းမရရပါဘူးဒါဆိုအင်းစင်အိမ်မကြီးရအောင်အဲပွဲလည်းမကအောင်ဒါအိမ်မနေနေဘောတွေတစိမ့်တွေကြာနေတာပေါ့ဒါဆိုအိမ်မဘာမှမလုပ်ဖ ೇನೆ ဘူးအစဲခံတာဘာမှမလုပ်ဖ ೇನೆ ဘူးဖြစ်နေစဲခံနေတယ်ဟိုဘေးဘေးကမီးလောက်ရလေးပြင်တာမီးလောက်ရလေးပြင်တော့ တော့အနုပညာလုပ်လို့ဆရာမလို့ပြသူမှရှေးဟောင်းပစ္စည်းရရှိတယ်အဲ့ပစ္စည်းရောင်းစားတာနဲ့ရောင်းလို့ရတဲ့ငွေနဲ့သူရက်တည်လို့ရတယ်ဒီလိုပါပဲဝေကျွေးလေဝေကျွေးဟုတ်ကျွန်တော်တို့အားကြောင့်ပြောရမှာပေါ့ဟာကျွန်တော်တို့မြန်မာလူမျိုးတွေတချို့တချို့သောသူတွေကပေါ့နော်အကိုတို့စင်းရုံနေနော်နော်ဖက်ဖက်နေအကိုတို့မပုတ်လည်းမပုတ်ခတ်ဘူးဆဲလည်းမဆဲဘူးလူရလည်းမသူရုံသူတို့အင်းစင်း အဲတောက်တောက်ပြောင်ပြောင်လေးနဲ့နာနေကြည့်လိုက်မဟုတ်တာဟုတ်ပါဘူးသူတို့စပြောတော့အဲ့လိုပေါ့အခုစိတ်ထဲမကောင်းဘူးတချို့လိုင်းမမှမြင်နေရတယ်နေငယ်လုံးနေတဲ့လူတွေဟဲ့လားဟိုကိုယ်လည်းမလုံးနိုင်တကယ်လုံးတဲ့လူတွေကိုပုတ်ခတ်နေတာတွေတွေ့ရတယ်အဲ့တော့ကျွန်တော်ခုနပြောခဲ့တဲ့စကားလိုပဲကျွန်တော်သူများကိုအခုကမပေးချင်တော့တဲ့အတွက်ကျွန်တော်လှူတာကျွန်တော်သိတယ်ဘူးမသိကြဘူးမသိတော့ ကျွန်တော်လှူတာကျွန်တော်သိတယ်။ဟိုကျွန်တော်စေတနာ ကျွန်တော်မြင့်တာအကျွန်တော်နဲ့ပေါင်းတဲ့လူပေါင်းမှုတဲ့လူတော်တော်သိပါတယ်။ဟုတ်ကဲ့။ကျွန်တော်လှူတာကျွန်တော်သိတယ်။အဓိကကိုဆောင်တဲ့ဒီဘုရင်ကြီးတယ်ဘုရားဒီဘုရင်ကြီး။ကျွန်တော်သိဖို့ပဲရည်ကြီးတာပဲ။ဘာလို့မှလဲ။ဒါလည်းအရင်ကတော့ကိုယ်တည်းလဲဟိုချွန်တုံးပရိုက်တာလို့တော့ဆိုတာဒါတဲ့ပြောရတယ်။အလိုက်မော်တွေတင်းတယ်။အသူများတွေအချွန်တုံးကြီးပါဖြစ်တဲ့ညာအတနိုင်ကန်လုံးဝဂုံပြုတ်လိုက်ကြတာဆိုတယ်။အဲ့တော့ကိုယ်လေးပါတယ်ကျွန်တော်တို့ပါတယ်။သူနဲ့အတူတူပရိုက်တာတွေလုပ်တဲ့မှာကျွန်တော်တို့ပါတယ်။ ိုက်တော့ဘုံနှခမ်းမွေ DKB ရဘုံနှခမ်းမွေတော့မဆုံးသေးဘူးအိုက်ကူကဲတဲ့လူတွေပဲပြန်ဆဲတဲ့လူတွေရှိရှိတော့ဒါတော့မတတ်နိုင်ဘူးလေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုရင်းလာကျေးဇူးဟုတ်ကဲ့ပါကျွန်တော်လမ်းကြုံလုံးလေးဒါကြုံရခဲ့တယ်ဒါပထမဆုံးကျွန်တော်အင်တာဗျူးလေးယူရတဲ့ကျေးဇူးပါတောင်းဆိုချင်တာတခုကတော့ဟုတ်ကဲ့ဖြစ်နိုင်ရင်ပေါ့နော်ဒါပြည်သူတွေအတွက်ပေါ့ဟုတ်ကဲ့အဲ့လိုဈေးတင်ရောင်းတဲ့ဟာတွေရှိရတာနဲ့မရောင်းတဲ့ဟာတွေ အဲ့ဒါကိုအဖွဲတစ်ဖွဲဖွဲရပြီးတော့လေတီးတန့်လေးစောင်ရွက်ဖေးစီခြင်းလေလို့ဟုတ်ကဲ့ပါဘုရားကျေးဇူးတင်ပါလို့အဲ့လိုရှိရင်လဲခိုင်းနေရရှိခိုင်းမှာပြန်ပြီးကျွန်တော် public ကိုဆက်ချလိုက်ပြောပေးပါဦးနော်အဲ့ဒါ main ပဲဟုတ်ကဲ့ပါလဲသူတို့ခင်ဗျာအကုန်လုံးတနေ့လုံးမှတနေ့စားရတဲ့လူတွေလည်းဒုက္ခရောက်နေတယ်ဟုတ်ကဲ့ မရောဘူးဆိုတော့လေဟိုဒီဈေးဆိုတော့လေမဝယ်ဘူးလို့လို့မရဘူးဟုတ်ကဲ့သူတို့ဒါဝယ်ရတာပဲအဲ့ကိစ္စလေးပါပဲဟုတ်ကဲ့ဟုတ်အားလုံးတွက်ပါကျွန်တော်တို့ကတော့ AC ပါဟုတ်ကဲ့အားလုံးတွက်ပါကျွန်တော်တို့ကတော့ AC ပါဒီပြောရတဲ့ဇာတ်ဇာတ်ဇာတ်ပြောပါများဇာတ်ရဲ့ဇာတိပြဆိုတာသိတယ်နော်ကျွန်တော်တို့ကတော့ AC ပါဟုတ်ဆိုသူတို့ငကိုရဲ့ AC ပဲအမှုပညာသမားကမြငတ်တယ်ဆိုတဲ့ဇာတ်တချို့ဇာတ်တွေကလိန်တာဗျတချို့ကောင်တွေကိုပြောတာနော်တချို့ကောင်တွေကလိန်တာပွဲမကားမှာဆိုလို့ပွဲကခြင်းလို့ဘာဖြစ်နေပါပြီညာဖြစ်နေပါပြီစီပြောတာဗျသိလားဆိုတော့ အလူပညာသမားပြိတ္တထက်ပို့ပြီးတော့မှပြည့်ရပို့များသေးတယ်သိရမလားခင်ဗျဟိုအခုအဖေသိနေတယ်ဗျာစစ်ပေါ်မှာကိုလူချင်းကျွန်တော်လူချင်းတို့ရောက်ငိုပြီးပြလုံးပြက်နေလို့ရမလားပျော်ပျော်ပဲတင်ဆက်ရတာပဲလေဆိုတော့လူပညာသမားတော့မာယာများတာလူပညာသမားပဲရှိတယ်ဆိုတော့ဂျေဆုမြတ်ကြီးတင်တယ်ဒီတွန်လိုင်းအခင်းချင်းအောက်မှာကျွန်တော်တို့တွေအာဘယ်လိုပြောမလဲလူပညာသမားချင်းရှင်ရင်တော့မှအောက်တန်းစားတွေနဲ့အထက်တန်းစားဆိုပြီးတော့မှကျွန်တော်တို့ခွဲခြားပြီးတော့မှဟိုမြင်ခွင့်ရခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီဒေါ်လာကြီးကိုကျွန်တော်တအားကျေးဇူးတင်တယ်เนาะဆိုတော့ တင်းလေးတွေနားဆင်ကြအောင်ပါပထမဆုံးတင်းလေးကတော့ဒါကျွန်တော်တို့ရန်ကုန်တိုင်းတောင်တကုန်မြို့နယ်မြို့မှာရေစကန်ကိုလက်ပစ်ဘုံပြစ်သွင်းတိုက်ခတ်ရာမှာရေတအူးပြင်းထန်တိုင်ရန်ရရှိခဲ့တဲ့အကြောင်းကို The Black Line အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်ပြီးခဲ့တဲ့ April လဒါကျွန်တော်တို့လာဆန်နေရနေနက်စင်နာရီကမှာတောင်တကုံမြို့နယ်တောင်မြောက်လမ်းဆောင်အနီးမှာရှိတဲ့မြို့မှာရဲရဲစခန်းကို The Black Line အဖွဲ့ကတော်လိုင်းရဲဘော်တွေကလက်ပစ်ဗုံးတစ်လုံး ြစ်သွင်းပြီးတော့မှတိုက်ခတ်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရတယ်ဒီတိုက်ခတ်မှုအတွင်းမှာရဲစခန်းအတွင်းမှာရှိတဲ့ရဲတွေနေတဲ့နေရာကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့မှရဲတဝူအပြင်းထန်တိုက်ရန်ရရှိခဲ့တဲ့အကြောင်းတိုက်ခတ်မှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်တွေကတော့အထူးကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တဲ့အကြောင်းလည်းသိရတယ်ဆိုတော့ဒါအဲ့ဒီနနက်10နာရီလောက်မှာတိုက်ခတ်ခဲ့တယ်တကုံမျိုးသစ်တောင်ပိုင်းတောင်ပြောက်လမ်းဆောင်ကရဲစခန်းကိုတိုက်ခတ်ခဲ့တယ်ရဲခွေးနှစ်ကောင်မှာတစ်ကောင်ကအပြင်းထန်တိုက်ရန်ရတဲ့အခြေအနေလို့သိရတယ်ဆိုပြီးတော့မှ The Blood Line အဖွဲ့ကတာဝန်ရှိသူတအူးကပြောပါတယ်နောက်ထပ်တဲ့တဲ့နေ့ကတော့ ပဲခူးတိုင်းမင်းလာမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့မှစစ်မှုတန်းကြီးအတင်းကောက်ခံနေတဲ့တင်တော်ကန်ကြီးရအောင်စုအုပ်ချုပ်ရေးမှူးကြီးလိုင်ကိုပြစ်ခတ်ရှင်းလင်းခဲ့ရမှာတည်ဆုံသွားတဲ့အကြောင်းကိုမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖကဒါကျွန်တော်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မိုးထက်ကပြောပါတယ်ပြီးခဲ့တဲ့ဧပြီလ17ရက်နေ့မိုးလယ်နှစ်နိုင်ခန့်အချိန်မင်းလာမြို့နယ်တင်တော့ကန်အုပ်စုအုပ်ချုပ်ရေးမှူးကြီးလိုင်ကမရင်ငယ်နေအိမ်ကနေပြီးတော့မှသူနေထိုင်ရာတင်တော့ကန်ကြီးရွာကိုဆိုင်ခင်နဲ့ပြန်လာစင်မှာစစ်ကွင်းမြို့အနောက်ထွက်လမ်းပေါ်အရောက်မှာ ဒါယဝရီခိုင်တိုင်ရင်383ညနဲ့တခွဲ3နဲ့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းပြီးတော့မှတနက်နဲ့ခုနှစ်ချက်ပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တဲ့ကြောင့်လည်းသိရပါတယ်။ဒီနွားသထောင်းစားကမရငယ်အိမ်ကနေပြီးတော့မှသူ့ရွာကိုဆိုင်ကနေပြန်လာစောင့်ပြီးတော့မှပြစ်ခတ်ရှင်းလင်းခဲ့တယ်။မရငယ်က9ရောက်တော့မကဘူး9ရောက်တော့မကဘူးရှိတယ်တဲ့။ဘယ်မရငယ်အိမ်ကနေပြန်လာတယ်လို့မသိဘူးတဲ့။အဲသူကမော်တော်ဘီကယ်ရဲထွားတဲ့။ဆိုတော့စစ်မှုထမ်းနာမည်ပါတဲ့တွင်ငယ်တွေကိုစစ်မှုထမ်းဒါကျွန်တော်တို့ ဟိုမလိုက်ရအောင်ဗောနော်သူ့ကိုငွေသိန်း၁၀ချီပေးရတယ်မပေးရင်စက်တက်တဲ့ထဲ့တယ်အဆက်မှုတန်းကြီးလည်းမပေးမနေရကောက်ခံနေတော့မှဒီနွားပါတယ်ဗောနော်အဲ့အတွက်ကြောင့်မို့လို့ကိုကောင်နဲ့ရှင်းလိုက်တယ်ရှင်းလိုက်တော့ဘယ်မရင်ငယ်အိမ်ကနေပြီးတော့မှပြန်လာမှမသိတဲ့နော်အဲကျွန်တော်တို့တင်ငန်းတော့အုပ်စုအုပ်ချုပ်ရေးမှုကြီးလာရတော့အခုချိန်မှာတော့မလကီရသွားပြီဖြစ်ပါတယ်เนาะနောက်ထပ်သတင်းလေးကတော့သခိုင်းတိုင်းကလေးမြို့နယ်ကြံသာကြီးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ရာမှာ စက်တဘက်က15ဦးထပ်မံနဲ့တည်ဆုံပြီးတော့မှလက်နက်ခဲယုံနေသိသိရမိခဲ့တဲ့အကြောင်းကို CND ကပြောရေးဆိုခွင့်ရှိသူဇလိုင်းထန်နေကပြောပါတယ်။ဧပြီလ17ရက်နေ့ကလေးမျိုးနဲ့ကြံသာကြီးရွာမှာရှိတဲ့စက်တပ်အခြေစိုက်တပ်စခန်းကိုအပိသက်တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ရရှိခဲ့တဲ့အကြောင်းဒီစခန်းကိုသိမ်းပိုက်ရရှိမှုမှာအလောင်း15လောင်းအထိပြုထားပြီးတော့မှအရှင်ဖမ်းဆီးရမိသူမရှိဘူး။ကောင်းတယ်။လက်နက်ခဲယံတွေလည်းသိမ်းဆီးရမိခဲ့တဲ့အကြောင်းလည်းသိရပါတယ်။ စစ်သားအလောင်း15လောင်းကတော့အတီးပြူပါတယ်တဲ့အရှင်ဖမ်းဆီးရမိတာမရှိပါဘူးတိတ်ဆီးရမိခဲ့တဲ့လက်နက်ခဲရအရေအတွက်ကတော့စစ်စစ်စဲပါတဲ့ခဲရနေလည်းများပါတယ်ဆိုပြီးတော့မှ CND ကစလိုင်းထက်နေကပြောပါတယ်ခင်ဗျာကိုအိုးချင်းမီနေကြီးကကျုံးလာ ਈ လားကျုံးလာ ਈ လားနောက်တဲ့တဲ့နေကတော့ဒါမိသားစုတွေအနေနဲ့ဒါမဖြစ်မနေနားထောင်တဲ့တဲ့လေးပါဒါကတော့အကြပ်ဘက်စက်ကောင်စီလက်အောက်ခံလေတက်တွေအနေနဲ့ပေါ့နော်ဒါလေတက်ကဝန်တန်းနေပေါ့ဗျာဒီကောင်တွေကအခု တကြံနှစ်တကူကာလပိတ်ရက်တွေမှာအနားမရပဲနဲ့လေချောင်းစစ်စီရေးတွေဇတိုက်ရှိနေတဲ့အကြောင်းပေါ့နော်ဒါကိုနေပြီးတော့စစ်ဘက်ဆိုင်ရာတည်ငြိမ်ပေကနေပြီးတော့မှသိရတယ်ဆိုတော့ဧပြီလဒီနေ့23ရက်နေ့ကနေစတင်ပြီးတော့မှ22မှ1ရက်နေ့အထိတကြံကာလနှစ်တကူရုံးပိတ်ရက်6ရက်အတွက်ကိုစက်ကောင်စီရဲ့အရက်ဖက်ဝန်ကြီးဌာနရုံးနေအရက်ဖက်ဝန်ထမ်းနေအတွက်ကိုနားရက်ပေးထားတယ်သို့တော့စစ်ဘက်ဝန်ထမ်းနေအထူးသဖြင့်စက်ကောင်စီလက်အောက်ခံလေတက်မှာတော့ အနာမပေးဘဲနဲ့အလဲကျတာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အကြောင်းလည်းသိရတယ်။ဆိုတော့တကြံကာလမှာတပ်မတော်လေအရာရှိပိုင်းပိုင်းလို့နဲ့လေတသားတွေနားရက်ပေးတာမျိုးမရှိဘူး။အဲဒီတော့တကြံကာလမှာပြည်သူတွေသတိနဲ့ဒါကျွန်တော်တို့ဒါသတိထားနေရမယ်၊သတိထားသွားရမယ်။လေချောင်းတိုက်ခတ်မှုနဲ့စစ်စစ်ရေးတွေဆက်ရှိမဲ့သဘောပါပဲဆိုပြီးတော့မှနေပြီးတော့စစ်ဘက်ဒါဖရဲသီးရဲ့ပြောကြားချက်ရာသိရပါတယ်နော်။မိုက်တယ်နော်။ကိုတွေဘက်မှာဖရဲသီးကိုနဲတာမို့ဒီကောင်တွေဘာပဲပြောပြောပြောလိုက်ပြီဆိုတာနဲ့တည်င်းကတန်းတန်းတက်လာပြီ Facebook မှာ။အိုးအိုးကျစီမိုက်တယ်နော်။ Okay ကျွန်တော်တို့ဒါ ဗီဒီယိုလေးတွေပြန်ပြီးတော့มาကြည့်အောင်ပါအခုကျွန်တော်ပီတုစစ်တယောက်ရဲ့ပေါ့เนาะစက်မှုတန်တသားเนาะစက်မှုတန်တသားတယောက်ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေလေးเนาะကျွန်တော်တင်ပြချင်ပါတယ်ကြည့်ကြည့်ပါဘဲဟုဘဲဟုတလုံးနဲ့စားနေရတဲ့အတွက်ကြောင့်မလို့ကြည်ကွဲနေတဲ့ဟိုတော့မောက်ထွန်းတာစက်သားကလေးကိုဒါပြည်စည်းစမှုတန်အဲ့လိုလေပြည်စည်းစမှုတန်လားဘိုင်းနုဘိုင်းနုဒီချက်လောက်ရုပ်တလုံးဟမ်ရုပ်တလုံး ဘာကြည့်လိုက်ချင်လို့ဘာလို့ကြည့်လိမ့်မလဲဘယ်နှလုံးစားချင်တာတို့အာကျွန်တော်တို့ကလုံးလုံးဝဟိုအိမ်မှာလည်းအလူစားရလားဟုတ်တယ်ဟိုအစ်ကျချင်ကြည့်တယ်ပေါ့ကြည့်တယ်ဗျာဟွန်းအိမ်မှာတော့တောင်ကြီးကျက်လိုက်ကတ်လိုက်စင်လိုက်နေပင်မနေဟွန်းရေးလက်ရေးလက်ကားရတာနော်ဟုတ်တယ်အင်းဘာဟုတ်ကပုံငါဟုတ်မှာမဲမဲဒီလာပေါ့ဟုတ်ကဲ့ဗျာမဲဒီလာမဲဒီလာဘယ်မျိုးနေတယ်ကမဲဒီလာပါဘယ်မျိုးနေတယ်ပြောလို့ရတယ်လीပြောလို့ရတယ်လी ဘေးဘေးအလကားနေဟိုမှာသူ့မိသားစုဒုက္ခရောက်သွားလို့ပြန်မေးတယ်ကောင်လာဘာတွေရှောက်မေးတယ်မသိဘူးမပြောရဘူးလားဟာဥက္ကဋ္ဌကြီးရှိတယ်လုပ်ကိုတဲလိုက်တဲ့ဥက္ကဋ္ဌကြီးဘာမှမရှိဘူးဟိုအဲ့လိုလားဟောသူသူရှိသေးလားရှိသေးလားအခုတက်ရှိတညာရှိသေးလားမမတတိရရှိပါလေ။ဟောဤ။ဘယ်တက်စေခြင်းလဲဟောလား။နော်။မင်းကိုစက်တဲ့ထဲလဲလို့မင်းတက်စေခြင်းလဲဟောလား။ပြီးပါပြီ။ကောင်းလေဆိုတာကောင်းလေဆိုတာနော်။နီးတိုင်းဇာယီတော့ရဘလူကကမျိုးလူရှိတယ်။ဇာယီဇာယီတော့ရတော့ ဩရင်းနှွေးရင်းညူဩဘလူလူကဘာမှကတ်စရာမလိုဘူးဩဘတ်စင်ဘလောက်ကတုံးဘတ်စင်300ဘတ်စင်300လာတဲ့ဘလောက်ရလို့စစ်သက်เซลาเรเซลาပြည်ပြီဗျအင်းဒီနေ့ဒီနေ့ပြန်ရမယ်ဆိုရင်ဘယ်လိုလုပ်မလဲအာပါလဲဝတ်သားရောင်းထားရှင်ဘယ်อืมတော်မောတော့လိတ်မကြနိုင်တော့ ဒါမှမဟုတ်တွေ့တနာလဲတနာလဲမတနာလဲမတနာဘူးမတနာရဲဆိုတာပါဆိုတော့သူတို့မိဘတွေကိုတနာတာဘလို့စိတ်နေများဒီဒီကောင်းကိုစိတ်မူတန်းနေနဲ့ထည့်လိုက်လည်းမသိဘူးထည့်လိုက်လည်းဆိုတာခင်ဗျားတို့သားကိုဆုံးရှုံးအောင်မကြောက်ဘူးလားဗျာသိရမလားဒါဟုတ်ဒါဟုတ်ကျွန်တော်ကဟိုစိတ်မကောင်းတာဗျာသိရဝမ်းနေတာဝမ်းသာတာကဘာလဲဆိုတော့ဟိုလိုရောမလဲဒီကောင်းလက်နဲ့ယူပြီးဗျာဒီဘက်ကို CDN ဝင်လာဒီကောင်းပတ်စံနေအများကြီးရမှာဗျာဒါဟုတ်ဝမ်းသာတာဗျာသိရလား Okay so not every one need to go about ကျွန်တော်တို့ ဇော်ဘုံကြီးမော်နော်ဇော်ဘုံကြီးဆိုတဲ့ကောင်ကခင်ဗျားတို့သိတဲ့အတိုင်းပါစစ်ဖက်တောင်ကိုက်တဲ့ကောင်သိရမလားပြောချင်တာပါလဲဆိုတော့ဒီကောင်ကမိန်းမထက်တောင်မှာစစ်သားကိုပို့ချက်တဲ့ကောင်ယူပြသိရမလားဒါပေမဲ့ဘယ်ချိန်ဘယ်ကာလမှာတော့သူ့မိန်းမပြစ်တာခံရမလဲတော့တေချာတော့မသိဘူးပေါ့နော်ဇော်ဘုံကြီးဆိုတော့ဇော်ဘုံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးစစ်ဖက်တကိုတန်မိုးရှိတဲ့ပြောပြီးတော့မှာပေါ့နော်တကောင်ကဂုံစာပြနေတယ်ဇော်ဘုံကြီးကြည့်ကြည့်ပါဦးအာကျမတံပိုးရှိတဲ့ဖက်နယ်လေးပေါ့နော်အေး ံပိုးရှိတဲ့ဖက်နက်ဒါကျွန်တော်စီးတဲ့ဖက်နက်တွေကြီးပဲเนาะဒီမှာအောက်မှာဒါဂရီဘာရောပေါ့เนาะအခန်းတော့နည်းနည်းမောင်းလို့ပေါ့เนาะอืมအဲ့တော့ဒီမှာမြေအမောင်းလေးကကောင်းတာခီလူဖက်နက်တွေလူဖက်နက်တွေလူဖက်နက်ဒီမှာတော့อืมလူဖက်နက်တွေเนาะအများကြီးရှိတာပေါ့อืมဒီဖက်နက်ဆိုရင် သိန်း၉သိန်းအောင်ရှိတယ်။ဝယ်တာကရှားပြီ။อืมသိန်း၉သိန်းဘက်ကိုကြွကြွနဲ့ထုတ်လာတာ။စောက်အိုးနောက်ကြီးရဲ့ကြည့်ဦး။မိမပေးတဲ့ပတ်စံနဲ့လူတစ်လုံးတစ်လုံးပြောင်းနေဒီကောင်။ကိုစကုမှာတော့အလုံးမရှိစောက်ဆံမရှိဘူးတဲ့မှာ။အဲဒါကြောင့်မို့လို့ဒီကောင်ဒီလိုမျိုးလုံနိုင်တာဗျာသိရမလား။ကျမဒီဘာခဏဒီရှုပ်ပနတ်ဒီ ရှုပနတိရှုပနတိထားပါတော့ဒါတော့ဟုတ်ဖက်နဲ့ရောင်းလာတာမသိဘူးပြောချင်တာဖက်နဲ့ရောင်းလာတာမသိဘူးကျွန်တော်ပြောချင်တာကျွန်တော်မှအဲ့လိုတန်ဖိုးရှိတဲ့ဖက်နဲ့တွေအများကြီးရှိအာဟမ်ဒါပေမဲ့အဲ့ဒီတန်ဖိုးရှိတဲ့ဖက်နဲ့တွေအများကြီးတဲမှာနိုင်ငံနဲ့လူမျိုးအတွက်တက်မလို့သားတွေစီးတဲ့ဖက်နဲ့ကိုကျွန်တော်ရဲ့ဖက်နဲ့ဆင်ပါ အမြင့်ဆုံးမှာထားတာอืมအစမ်းနဲ့ကြိုက်လေရခေါင်းဝတင်လာလေရအေးဗောဒါကျွန်တော်ရဲ့ခံယူချက်နဲ့ကျွန်တော်ရဲ့ယုံကြည်ချက်အေးဗောမင်းကမင်းကခွေးပဲဟာကျွန်တော်တပ်မတော်သားတွေကိုဘယ်လောက်ချစ်တယ်နိုင်ငံနဲ့လူမျိုးဘယ်လောက်ချစ်တယ်ဆိုတော့ခင်ဗျားတို့ပြည်သိချင်းအော်ဒီလိုတက်မတော်သားတွေကျွန်တော်မချစ်လေဘာမှမဖြစ်ဘူးအဟမ်းကျွန်တော်ကတက်မတော်သားတွေကိုချစ်ခွင့်ရနေကြည်နေတဲ့ကောင်အလားကျွန်မအောက်ထုတ်တော်ကီရတယ်ကနိုင်ငံတော်အလားကျွန်တော်ကနေမှာနိုင်ငံတော်အလားရှိတယ်နိုင်ငံတော် တက်ဘရိုသားတွေရဲ့ခေါင်းကနေပြီးတော့မှခြေတော်ထိကျွန်တော်ရှိမှာအကုန်ရှိတယ်။အာဒီလေ။အဲ့တော့တက်တချို့တော့တက်ဘရိုသားတွေကကျွန်တော်မချိုက်ဘူး။ကျွန်တော်ပြောချင်တာကလေကိုမကောင်းတာလုပ်ရင်မကောင်းတဲ့သတင်းထွက်မှာ။အင်း။အဲ့တော့ကိုကကောင်းစေချင်တယ်ဆိုရင်ကောင်းတော့ကောင်းအောင်လုပ်။အားလုံးကနိုင်ငံရဲ့လူမျိုးနဲ့တက်ဘရိုတို့ကလှုပ်လှုပ်ကြတဲ့လူတွေပဲ။ကျွန်တော်တို့လည်းပြည်သူတယောက်နဲ့အုတ်တချက်တဲတော်ဝင်နေလုပ်တာ။တက်ဘရိုနဲ့တက်ဘရိုသားမိသားစုချစ်တဲ့အချက်ကတော့ ကျွန်တော်လိုမျိုးလူမျိုးဆိုတာရှားမယ်ထင်ပါတယ်ဒီခေတ်ဒီခါတယ်ဒါပေမဲ့ကျိုးတော့စိတ်မကောင်းစရာကြီးရှိရပါဗျာနော်ဟိုပြောတော့ပါဟိုအထင်နေအမြင်နေနဲ့တချို့သောလူတွေကအဲ့လိုပြောတတ်ကြတာတော့ဗမာလူမျိုးတွေအကျင့်ပဲလို့ထင်ပါတယ်အဲ့တော့ကျွန်တော်ကဒီလိုတန်ဖိုးရှိတဲ့ဖက်နဲ့တွေအများကြီးရဲမှာဒီဖက်နဲ့ကိုအမြင်ဆုံးမှထားတာဖက်နဲ့စင်ပါနော်အဲ့တော့ကျွန်တော် နိုင်ငံနဲ့လူလူအတွက်အသက်ကိုပေးဆက်ပြီးတော့မှဘဝရည်ရင်းသားတဲ့တက်မတော်သားစစ်မှန်တဲ့တက်မတော်သားတွေကိုဘလောက်ချစ်တယ်ဆိုတာကိုခင်ဗျားတို့သိစေချင်လို့อืมမင်းတက်မတော်သားတွေချစ်တယ်လည်းပြောတယ်ဆဲလိုက်တာမင်းမိုးမုံနေရပဲမင်းပြင်းနေအောင်မရှိဘူးတကယ်ကောင်းလို့နော်နောက်နောက်တော့ကောင်းနောက်တကောင်းရှိသေးတယ်အဲ့လိုမျိုးပဲငကြွေးငကြွေးမင်းတက်မှတ်မှုတွေဖြူဝမှုတွေဖန်းခံလို့ငကြွေးကြီးကခင်ဗျပောက်ကွေးနေတာကြီးကြီး မင်္ဂလာပါကျုံနာမည်ဦးစွဲပါဟုတ်ပါပြီစစ်သားဆိုတော့လဲတမလို့တခုခုဖြင့်အသေးနာတယ်ဟုတ်လားအခုလဲကြည့်တမလို့မှာဟုတ်လားတမမူအစင်းတွေ view မူတွေလက်နဲ့ချရဲဖန်းခံတယ်ကျွန်တော်ပြောချင်ပါတယ်ခမရတို့မချက်ဘူးလားအေးရဲဘော်ဆိုတာခမရတို့အမိန်ပေးဟဲ့အောင်ငါတို့ရအောင်ချမယ်ဆိုရင်ရဲဘော်ကဘယ်မှမဖြစ်ခမရတို့ကိုယ်တိုင်ကြောက်နေတာလားစစ်မတိုက်တတ်ဘူးလားအဲ့လားအဲ့တော့ခမရတို့ခါမှာချိန်ပေးရတဲ့ပစ္စည်းတို့ဒီတကယ်လုံးဝဖြစ်လာပြီဆိုရင် ခမရတို့တိတ်ခါဆယ်ကိုကိုကူကိုတက်တီကိုအဲ့ပစ်စလို့ပေးတာအလှရှိခိုင်းတာမဟုတ်ဘူးအလှအဲ့တော့စစ်သားတွေကိုစစ်ထုတ်ပါနော်ရှေ့တန်းကပြန်လာလို့ရှင်ဖက်ထိတ်ခိုင်းတာရယ်ဆယ်မျိုးဆယ်ပေါင်းစိုက်တဲ့အုတ်ခဲစီးတုတ်ခိုင်းတယ်နော်ကျွန်တော်တို့ပြောတဲ့မွန်းမှန်တင်တာနေဆိုတာလည်းမရှိဘူးပြီးတော့ကျုပ်တို့စစ်သားတွေကိုအပြင်မှာရက်တီနေတယ်ပယံဆရာအဆင့်လောက်ပတ်စံပေးရင်ကိုလာတာလေးပေးရင်ကိုစစ်သားတွေကတေးရဲတယ်နေရဲတယ်တိုက်ရဲတယ်ဗျအဲ့တော့ ပြည်သူပြည်သူဆိုပြီးအချိန်ပြည့်ပြည်သူပဲကြည်ကြည်နေပါနဲ့ကျုပ်တို့အောက်ရှိစစ်သားတွေကိုလည်းကြည်ပါယာရုတွေတိုးတိုးဖို့တော့ပဲစဉ်းစားတော့လဲယာရုတိုးပြီးတော့အခုကဲအဖမ်းခံလိုက်ရတော့ဘာတွေပဲရှိလဲမချက်ဘူးလားခင်ဗျားတို့မချက်တာအရင်မကြည့်ကျုပ်တို့မြန်မာတမန်ရိုင်းနေဗျအလားတတ်မော်မြန်မာတတ်မော်ရဲ့တမန်ကကဘာမှတိတ်ခါကြအမေဘာမှမဟုတ်တော့မနစ်တနေရမှတက်လာတဲ့ထုံးမြတ်နိုင်အောင်ဟုတ်လားမင်းတို့တက်ကြိတ်လိုက်မယ်ဘာဖြစ်မလဲဒီကြတဲ့တပုံမီဒီယာတွေကလည်းတတ်မော်တို့တော့တိတ်ခါချပြီးပြောနေတာအလား နားမထောင်မိတာလားဟိုဘယ်လိုပြောလဲနားမထောင်တာလားကျွန်တော်ပြောတာအဲ့တော့ကျွန်တော်ပြောချင်တာစစ်သားတွေကိုစစ်ထုတ်ပါအလားနော်ပြီးနိုင်တဲ့လာသားတွေကိုပြီးပါသူပြောတယ်လို့အပြင်ကပယံဆရာအဆင့်ထက်တာရင်ကိုစစ်သားတွေကအဆင်ပြေပါတယ်စစ်သားတွေကိုစစ်ထုတ်ပါနော်ပေါ်လာပါလိမ့်မယ်အဲ့တော့ဘယ်လိုပြောမလဲထစ်ခနဲ့ဆိုရင်အလန်ထောင်အလန်ထောင်ဟိုအဖမ်းခံတာတိတ်ခါကြတယ်မြန်ရှေ့ရှိခဲ့တဲ့စစ်သားတွေကိုလည်းအားနာစေချင် เนาะအဲ့တော့ပြောချင်တာစစ်သားတွေရဲတွေဝန်ထမ်းတွေဆိုတာလည်းပြည်သူတွေပါပဲဗျာเนาะခင်ဗျားတို့ပြောတဲ့အရတားပြည်သူอ่ะပြည်သူနှစ်မျိုးပဲရှိတယ်တာဝန်တည်တဲ့ပြည်သူနဲ့တာဝန်မတည်တဲ့ပြည်သူကျုပ်တို့စစ်သားတွေရဲတွေဝန်ထမ်းတွေဆိုတာဒီနိုင်ငံအတွက်လည်းပါတယ်ကိုယ့်ရဲ့ရက်ဒီကြီးလည်းပါတယ်ကိုယ့်ဘဝအတွက်လည်းပါတယ်เนาะအပြင်မှာနေတဲ့ခင်ဗျားတို့ပြောတဲ့ပြည်သူဆိုတာသူ့လုပ်ပဲသူလုပ်နေတာဟုတ်လားအော်မယ်ဟစ်မယ်ဟိုပြောဒီပြောပြောမယ်အဲ့တော့ကျွန်တော်ပြောချင်တာက ကိုစစ်တပ်ကိုထိရင်တော့မခံနိုင်ဘူးအဲ့တော့ဘာဖြစ်လဲဗျာခေါင်းဆောင်တွေတူစုကိုဖြန့်သူဖြန့်ကိုစုဆိုတဲ့ဟာတွေရောမေ့နေပြီလားဟုတ်တယ်မလားမြေဥရုဒရင်ကင်းကျင်းထမင်းဆိုတာမျိုးပေါ့ဗျာတိုက်ကင်းကင်းချေကင်းတို့ကင်းပုံးဆိုတာရှိတယ်ဗျာပြီးတော့ခင်ဗျားရှေ့တန်းထွက်တော့ကားပေါ်မှာကားတွေတနတ်တော့ခတ်ထတာတကယ်ဖြစ်တော့ဘာဖြစ်သေးပြီပေါ့ဗျာခုလူမှကိုမယုံခင်ဗျားတို့ဘလူယုံလဲကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ရင်သွင်းစကားလေး တကယ်ကောင်တကယ်ကောင်ဘယ်လိုဖြစ်လဲလဲဆိုတော့ဒီကောင်ပြောတဲ့စကားထဲမှာပါတယ်ဗျာပါလဲဆိုတော့ဟိုပယံသမားလောက်ပေးရင်တော့လုတ်တယ်ဆိုတော့အခုကပယံသမားလောက်တော့မှမရဘူးဆိုတဲ့သဘောရှိတယ်အဲ့ဒါဒီကောင်တွေကြည့်တဲ့အများလားမသိဘူးအခုလည်းဒီတိုင်းမှာဘာမှမထူပါဘူးဘာပြောင်းလဲလို့ဘာပြောင်းလဲလားလို့လဲသူတို့ခေတုံးကလည်းမနိုင်ပြောရင်သူတို့ကနိုင်ငံတော်အောက်ကရှိနေတဲ့စစ်တပ်အတွက်ကြောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုဘက်ကခင်ဗျာပြည်နယ်တစ်ခုစားလောက်ပဲတိုက်တဲ့တဘုံနိုင်တာဗောဗျာအခုကကျတော့တဘုံအားလုံးစုနေပြီဗျာသူတို့ပြောတဲ့တဘုံတွေအားလုံးစုနေပြီလေ ဲစုပြီးကျုံးတာဆိုတော့ဒီကောင်လေးပဲခံနိုင်တော့မလဲခင်ဗျာဗျာသေွားမှာဗောဗျာခင်ဗျာလင်းငင်မရှိကြည့်လိုက်ကာလာနာတိုက်တာကြာပြီဒီစစ်တဲ့ရှင်းရှင်းလေးဗျူဟာမူးလောက်ကိုလာပြောတယ်ဘလောက်ဆောက်စိတ်ရှိတော့အဲ့ဒီကောင်လေးဘလောက်တုံတတ်ထားလို့လဲနော်ဆိုတော့ကျေးဇူးပြုတင်ပါတယ်နောက်တစ်ခေါက်မှာပြန်ဆုံတွေ့ပါမယ်ခင်ဗျာ